မန္တလေးကိုပထမဆုံးညဘက် express ပြီးတော့သွားမယ်အတွေ့အကြုံလေးဖြစ်ပါတယ်။ညချင်းမာရီကားဖြင့်ရန်ကုန်မှမန္တလေးအကြီးအကျယ်တို့မျိုးလေးအော်ပါတယ်။အဲ့ဒါလေး original ထောက်ပါဒါပေမဲ့အတိတာပါတယ်အရင်အကုန်လုံးက7လတိုင်းထွက်မဲ့ဒါဆိုအကုန်လုံးသွားကြတယ်။ Okay ဆိုတော့တက်ပါတော့မယ်။ဒါပေါ့။မမွန်နေပြပါတယ်။ Okay လူတွေနဲ့နဲ့တမျိုးတို့ရောက်ပေါင်းပြရမယ်။ဒီကြပါလေရှင်းနိုင်ကိုတိ စထားပါပြီ။ရ။စထားပါပြီ။ညပရိုမိုလုပ်တာပါဒီမှာလောင်းပါဒီရရတော့ကျွန်တော်တရား15မိနစ်မှလာပေးမယ်ဖီဆာတော့တိုင်မှာသူပြရမှာပါသုံးတော့ချက်ချစ်မောက်ကူလေးပါတော့ဒီနေ့တက်တယ်ရမှာမလို့သုံးခဲ့ပါတော့ကျွန်တော်ဒီချေရနေပြီးတော့သုံးတော့ပြန်ပြတဲ့လက်ဆောင်ပြန်ပြတာပါတော့ Okay ဘာလို့စားခဲ့တဲ့ amount နဲ့နေပြီးတော့ညရောဆို6တော့ပြန်နဲ့ရှုပ်ပေးလို့ဆိုတော့ Only ဟင်ပါလေဟို115မိနစ်ပါ115မိနစ်ပါ3ရက်3လရမယ်နော်ဒီရမှာသုံးတော့ဟုတ်ကဲ့ကျေးဇူးပါ very friendly yeah customer service အဲ့တော့ခုလိုမီးလေးပိတ်ပြီးတော့3နာရီလောက်မောင်းလိုက်ပါတယ်7နာရီလောက်ထိုးတာနဲ့135မိုင်ကိုရောက်ပါတယ်အဲ့တော့ဒါ135မိုင်မှာခဏနားပါပြီဆိုတော့ experience လေးနည်းလေးရှင်းပြပေးပါမယ်အဲ့တော့ဒါ135မိုင်ကိုရောက်ပါပြီညာ7နာရီနဲ့10မိနစ်လောက်မှာရောက်တယ်ပေါ့နော် ဆိုတော့ experience ကတော့မဆိုပါဘူးဆိုတော့ဟိုအခုမှစစီးမဲ့လူတွေအတွက်ကိုနည်းနည်းလေးဟို message ပေးချင်တာကသူက၈နာရီအဲ့ဒါထွက်မယ်လို့ပြောတယ်ဒါပေမဲ့၈နာရီ၅မိနစ်လောက်ဆင်မလာပေါ့နော်အဲ့ဒီလောက်ကနေရေကောင်းနေထွက်တယ်လက်တွေပါမပိတ်ဘူးဆိုတော့တောက်လျှောက်သူကတခြားကားတွေကတော့ဒါ86မိုင်တော့အဲ့လိုမျိုးမှနားတယ်ပေါ့နော်ဒါပေမဲ့ဂျီဂျီကတော့လုံးဝမနားဘူး135မိုင်အထိတခါလည်းမောင်းပါတယ်ဒါပေမဲ့မောင်းတယ်ဆိုရင်လုံးဝအွန်လိုင်းကျိပြီးတရားကြော်ကြော်ပက်လေတော့မဟုတ်ပဲね90နဲ့ 65အဲ့လောက်ပဲလေပေါ့နော်ဘုံထဲမှာလည်းကီလိုမီတာ10လောက်ထောက်ကြည့်မောင်းနေဟာ60ပဲလေလောက်ပဲမောင်းတော့စီးရတော်လေးအဆင်ပြေပါတယ်ပြီးတော့ရင်အဲကားပေါ်မှာ fee နဲ့ချိတ်ထားရတယ်ဆိုရင်တော့ fee မှာဆောက်လို့ရှိရင်3000တရက်ကို discount ရဖို့အတွက်ကူပွန်လေးပေးပါတယ်ပြီးတော့ကားပေါ်အဆင်လေးဒီလိုမျိုးတဲ့စနုတ်တော်ပါလေးပေးပါတယ်အဲကားကတော့2 plus 1လို့ပြောတဲ့အတွက်အဲကျေကျေဝန်းလေးတော့ရှိပါတယ်စီးရတာအဆင်ပြေပါတယ်နေရောက်ဘယ်လိုလဲစီးရ first time အဆင်ပြေအဆင်ပြေလားပြေရောမဟုတ်ပါဘူး ရင်းတော့ချင်းဒါပေမဲ့နောက်ရောက်တော့နည်းနည်းတော့တော့ဖြစ်နည်းနည်းတော့ခုံကျင်တယ်နော်ဟုတ်ကဲ့အဲ့တော့တို့အရင်တုန်းကဒီကားကဗာလဲ104မိုင်မှလာမသိဘေးနားလေးမှာရက်တော့ကြောက်ခဲနဲ့တို့ပြစ်သွားတယ်တဲ့အဲ့ဒီ experience ရှိတဲ့အတွက်အာတို့ကခုနောက်ပိုင်းတော့ဒီလွန်ညွန်စိတ်ချရဲ135မိုင်မှာပဲရက်တယ်လို့ပြောပါတယ်ဖီးပေါ့နော်ဖီးရောက်အဲနိုင်ဝဲရပါလေဒီမှာအချိန်နိုင်ဝဲမှာရှူပတ်ပါပေါ့ပေါ့နော် အဲ့ဒါရှမ်းဟောက်ဇော်လေးမှာရပါပြီ။ဒီမှာတော့ကျွန်တော်အမျိုးသမီးကခြင်းမကြောက်ပါ။ဆိုတော့ JJ Express နဲ့လာလို့ရှိရင်3000ဘိုးစီအာ discount ရပါတယ်နော်။ fee ကထွက်လာပါပြီ။ဆိုတော့ fee ကအလုပ်သမားတွေကိုရှောက်မေးထားတာ။ experience sharing ဆိုလို့လူတွေပြောလို့ရအောင်။အာ fee ကတော့စတစ်ခွဲကြော်ကြော်လောက်ဆိုပိတ်ပြီးလို့ပြောပါရယ်။ဘာလို့ဆိုတော့ express တွေမရှိတော့ဘူးဆိုတော့နော်။အာအဲ့ဒါဒီ135မှာကျန်တဲ့ဆိုင်တွေကတော့24 hour ခွင့်တယ်လို့ပြောတယ်။ပြီးရင်အခု JJ ကမနာတော့ဘူးလို့ပြောရနော်သူက။မနာတော့ဘူး။ နားတော့တောက်လျှောက်မန်းလေးကျတော့မလို့ဆင်ဘာပြောစရာရှိသေးတယ်မလဲနားမရှိဘူးဒါစီးရတာအခြေအနေဘာညာအဲ့ကွာအေးတယ်လို့မအေးတယ်လို့ရှုပ်ကားပေါ်မှာအဲ့လိုဖုန်းဘက်ကအေးတယ်ဖုန်းအခြေကြီးပြောရလူတွေပါတယ်အဲ့တော့နည်းနည်း annoying ဖြစ်တယ်ဟာတော့အခြေကြီးတွေထိုင်ပြောတယ်ဖုန်းကနော်တမိသားစုလုံးဖုန်းပြောနေတယ်လို့ပဲโอเคကဲအားလုံးပါကားပေါ်ကားတော့တော့မယ်ကားဆရာကြီးလည်းရောက်ပြီနေတယ်ကားဆရာကြီးလည်းခုနစားနေတယ်ကားဆရာလည်းက အာဒီဘက်ဝိုင်းထဲမှာစားနေတာလာပြီလားမသိဘူးမဟုတ်တော့ရလို့ကြာပြီစားရတယ်ဒီထဲမှာပဲโอเคတက်ပါတော့မယ်လူစင်းနေပါပြီပြန်ထွက်ပါတော့မယ်မနာတော့ဘူးလို့ပြောပါတယ်နောက်လျှောက်လက်တော့မယ်တိုကိဝင်လာပါပြီ။အားနာရီ 25ရှိပါပြီပါပါပြီကာဝါဆင်ပါလာမယ်အားရပါပြီเนาะကျွန်တော်တို့6နာရီမထုံခင်15မိနစ်လောက်တော့ဒီဂိတ်ကိုရပါပြီဆိုတော့ဒီခရတာ OA လေးစီကျင်တော့ OA experience ဒီကနေပြီးတော့အဲ58လောက်ကို OA က1800နဲ့ဒါမဲ့ဈေးချော့ပြီးတော့1900နဲ့ပြပါတယ်เนาะရပါပြီဟုတ်ရရပြီရပြီဟုတ်ကဲ OA အဲ့တော့ OA ရပါပြီ အင်းဒီမိုးကြော်လေးခဏလားမိုးကြော်မှာခဏရပါမယ်အင်းမိုးကြော်ရပါပြီအင်းဒီဆရာတော့ဒါညဆွယ်ခွန်နိုင်ပြေးပါတယ်မနေ့ကျရင်တော့၄နာရီဖွင့်တယ်လို့ပြောပါတယ်ဘာကြည့်လို့ပြပြကြည့်နဲ့အဲ့လိုမျိုးတော့မဟုတ်ဘူးသူကလည်းကြဲကြဲလေးတကြားရည်လိုပုံစံမျိုးလေးဟောဘက်နဲ့ ့ဇာနဲ့ဥတခါလဲဖြော်ထားပြီးတော့အဲ့လိုပုံစံမျိုးလေးဆိုတော့အမေများမှလည်းအရင်မပြော့သွားဘူးနဲ့ချစ်ချုပ်ကလေးစားလို့တော့အင်းโอเคကဲဒါတော့ကျွန်တော်အမျိုးသမီးဆီက review လေးပါဒီကတော့ဆန်စည်းပါကျွန်တော်နေပြီးသွားပါပြီနေပြီးသွားပါပြီဆိုတော့စားဖို့ပဲကျွန်တော်လည်းစားပြီးသွားရင် review လေးပြောပါမယ်အေးပါပြီဒါအရင်ကောင်းလာတဲ့အထက်မှာတော့မပါဘူးဒါပေမဲ့ကောင်းတယ်ရတာလက်ခံတော့ရရယ်နော်စက်ပြေနည်းနည်းထောက်ပတ်တော့ကတော့ဘွားနေတယ် ဒီမှာတော့တခုခုလာချပြီးတော့ရှင်ဒီအိုးလေးထဲမှာထည့်တက်ခဲ့ရတယ်ပေါ့နော်။ဗာလဲလို့ခြေနေ။ဟောပြီးသားဒီမှာဒါလေး။ဒါလေးမှားထားတယ်။ဟောစဝါနေရတယ်ပြီ။ဒါပါလဲမသိ။အဲ။နံပြားထောပတ်တော့အဲ Okay ။ဒါင်ဒါကစံစည်းဝတာဟုတ်တယ်ဒါတော့ခုနကဟာလေ။အာပေါ်စိန်အဲ့လိုမျိုးလေး။ တော့ဒီအဲမှာထက်ထက်ခဲ့တယ်ဆိုတော့ဗာလဲလို့ကြည့်လိုက်တယ်။အော်တော့တခုမှားပြီးတိုင်းတစ်ခါလာပြီးတော့ဒီအိုးလေးမှာထက်ထက်ခဲ့တာလေးပါ။ဟွန်းသူစမ်းတယ်မင်းကလေးရဲ့သူကြိုက်ချက်လေးပေါ့ training employee စီလည်းခံထားတွေ့ပါလေ training ပေါ့ပြောရတာအခုမှဒါဆိုသူဆို training ဒါ on the job training လို့လည်းပြောလို့ရတယ်လိုအပ်ဖြစ်လဝင်းနဲ့တခါ train သွားတဲ့ဟာတွေပါဒီလိုမှလည်းပိုင်းလေးတွေမှာတွေ့ပါလေကျွန်တော်စားတာ9900ပဲကြပါတယ် ဘဲလို့ထည့်ပြောလိုက်တာပါ။ဘာလို့ဆိုနှစ်ယောက်လဲစားတယ်လက်ဖက်ကြီးလဲတောက်လိုက်တယ်ဆိုတော့ကိုရောင်ကရတော့တန်တယ်နော်။ဒါပေမဲ့နည်းနည်း honest review ဆိုတော့ပြောခဲ့လိုက်မှာအိမ်သားကတော့တိတ်မတန်နော်။အဲ့ရောက်ကြလိမ့်တာတိတ်မတန်တာပြောတာပါနော်ဒါတော့အကောင်ဆုံးထဲမှာပါအကောင်တော့ကောင်းတဲ့ထဲမှာမကောင်းတဲ့အတခုပေါ့ဒါကတော့ air con ကန်ဟိုဘက်ကတော့အလုတ်โอเคကြာသွားလို့ OA ဆရာကြီးအတင်းတုံနေပြီလေကျွန်တော်အတင်းတုံနေပြီလားဒီလိုတော့ကြာနေပြီဆိုပြီး ဒါပေမဲ့သဘောကောင်းတယ်ဗျ။ Okay, owe. မှာဆုံးတွေ့ကြအောင်။ဆက်စင်းနေပါပြီ။မနေ့ဆိုဘယ်ချိန်ထွက်လဲ owe? အာမနေ့3နာရီ။ဟာ3နာရီ။ညကြတော့ဘယ်ချိန်သိမ်းလဲ။ညကြတော့အခုတော့9နာရီလောက်သိမ်း။အခုမန္တလေးမှာကလေလာတဲ့အခေါက်တိုင်းသတိထားပြီးကြည့်မိတာကဘာလဲ။ဟိုညဆိုရင်9နာရီ8နာရီဆိုမရှိကြတော့ဦးနော်လူက။မနေ့မိုးလေးအဲ9နိုင်လောက်ဆိုတော်တော်စပန်စီနေပြန်ပြီ။ ဒီမှာတော့10နာရီလောက်ဒီခွက်ကြားစီပါခွက်ကြားစီဟုတ်တယ်မစီဘူးအဲ့မှာခုနကကျော်ပြောက်ပါအိုးဝေမောင်းတာကြားပြီလားအဲရမ်းမကြားသေးဘူးခုနလားလောက်ဒါအိုးဝေတွေကအပိုင်နေပဲလားအဲ့လိုလားတော်တော့မပိုင်သေးဘူး။ပိုင်သေးလို့ဘလောက်ရှိလဲဒီအိုးရဲ့ဒစည်းကို။ကျွန်တော်တို့180ကျော်ဟာ180ကျော်ပြင်ကြသွားတယ်။ဒုံကတော့200လောက်ရှိတယ်။တူကကြတော့ဟိုဟာအုံနာကြီးတွေပိုင်ကြတနေ့ဘလောက်အဲ့လိုမျိုးရှိလဲ။ တောင်းဝဲလောက်နေလေရှိတယ်။အော်တောင်းကိုစီဖို့ကြတော့စီဖို့ကြောက်ဖို့ခံသူတို့အရှင်းတောင်းပေးရတယ်။တောင်းစီဖို့ကဩအဲ့ဆိုတကယ်ကိုစုစုပေါင်း၄၅000လောက်ရှာမှရမှာပေါ့။၄000လောက်ရှာမှ၅000။၄000လောက်ရှာရင်တော့ပုံကတိပုံလေးတော့ရသွားမှာလေပေါ့။စားဖို့မလွယ်ဘူး။အဲ့ဒါအနည်းဆုံး9000 6000လောက်ရမှာရပါတော့9000လောက်ကွာမောင်နာကြီးနဲ့စီထဲမှာလေခုနက9000လောက်ရှိတယ်။ဩ အဲ့ဒါဆိုရင်9000လောက်ဆိုရင်ဘယ်လောက်လောက်မောင်းရလဲ9000လောက်ရဖို့ဆိုတတိကုန်မောင်းနေရလားနေတော့လောက်ဟုတ်ဆိုရင်တောင်းဝဲပေါ့ဟုတ်အောက်ရရရတယ်လို့မဟုတ်ဘူးတောင်းဝဲမှာပြောရလားဆိုဟုတ်ဒီကစားလည်းပြည်ပဲပေါ့ဒီကစားတစ်ခါလေးအနည်းကဘလာမပြားလည်းကြည့်ဖြစ်တော့ဟာအဲ့လောက်တော့ဖြစ်တာနော်ရှုအားလေးစမ်းမပြီးတော့ခါရုပ်လို့ရှင်ချိုးသားတော့လောက်လားဩ လေးကိုလိုက်ပြီးတော့မေးရတယ်ဆာရီကမသူလိုမတန်းလို့ပြောဆိုရတာဘာတရှုတ်တရှုတ်ခီးတဲ့မှာကြာလဲအဲ့လိုမျိုးလည်းရှိတယ်ဒါပေမဲ့အဲ့ဒါကြာလဲတရှုတ်ခီးတဲ့ကြာလဲခံရတဲ့ခီးတဲ့လည်းရှိရလေဟုတ်ပါဟိုမှာအကိုတို့လိုမျိုးအဲ့လိုမျိုး AC အဲ့လိုသမားကလည်းတစ်ဖက်တရှုတ်ဟိုဟာ OE သမားကြာလဲဟာအထုတ်တွေပဲအတင်းဆွဲယူတော့မလို့လို့အဲ့လိုဆွဲချရလို့ကလည်းတစ်ဖက်ရှိတယ်ပုံပြတခါလေးကြာလဲဟုတ်ဟာဇင်းနေဆိုတော့ကြာဒီဘောရာပွဲလွှဲတာဟုတ်တယ် တို့ကအနေကြီးတွေပုံလေးကြီးတွေလို့အထုပ်တွေမလိုက်မလင်းဆွဲနေတာအဲဟုတ်တယ်ရမလားခင်ဗျာနှုတ်ပြီးတယ်ပေါ့အာအကျိုးကြအထုပ်ငယ်တော့ကြံ့ပြီးအာဟုတ်တယ်အကျိုးကြော်လည်းဆွဲပြေးနေခြင်းအာရှားတယ်ဗျာအထုပ်ငယ်တာမကြိုက်တာပဲများတယ်အာသူတို့ကြားဘူးလားကကားခွဲမှာဆိုရင်ဟုတ်တယ်ဆွဲပြေးကြတယ်လို့ပြောကြတာအာကျွန်တော်တို့ကအဲ့နေရာမခံခွဲမပြေးဘူးခံခံပြီးတော့မတည်ဘူးဟုတ်ကဲ့ အသာစုကင်းနေမှာလေငါလားဆိုရင်ဒီကျွန်တော်တွေ့ရတယ်ဗျာဟာကျွန်တော်တို့တော့မမမာကြီးကဒီအိတ်ကိုမစွဲနေတယ်ရရတယ်ကမစွဲဘူးအဲ့ဒီကန်တူလည်းဝိပါတယ်ဒါပေမဲ့သူကအဲ့အိတ်ကိုမစွဲမှာဘာမှလည်းတော့ဘူးလည်းမသိဘူးဟာ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 ဒါအဲ့ပေါ့ဒါလည်းသူ့ရဲ့အရေးကြီးတဲ့ဟာပါညာဆိုဟုတ်တယ်ကိုကြီးရှင်တိုင်းကိုကြီးလို့လည်းအဆင်မပြေဘူးပေါ့နော်သူနဲ့ကိုယ်နဲ့သဘောထားမတိုက်ဆိုင်တာကြီးဒီမှာလို့မောင်းရတာကြီးပါလေဟိုလုံးခဲ့တဲ့ တိတ်မကြသေးပါဘူးလာပိုင်းတော့ကလာတချို့တွေကအဲ့လိုနော်လုံးဝဒီလမ်းမကြီးကိုသူကလမ်းသေးသေးသေးလေးရထွက်တာဝိကင်းနဲ့ထွက်သွားတယ်သူကအပွိုင်းမရှိတဲ့နေရာမှာအဲ့ဒါမျိုးတွေရောတော်တော်သတိထားမှမဟုတ်ဘူးတချို့နေရာမှာမန်လီကြီးကထုံးတယ်ဟုတ်ကဲ့ဒါလေးကတော့ဝိကင်းနေရာပဲဆိုင်ကတမားများတယ်ခေါ်လာတာဒါကလည်းဆိုင်ကတမားများတယ်ခေါ်လာတာကျွန်တော်ကမန်လီမှာမြင်တဲ့မောင်းနေကြမဟုတ်တော့မောင်းနေကြမဟုတ်တော့ဟာအဲ့လိုထွက်သွားတယ်ကိုကလမ်းကျယ်ရလူ โอ้ลันเจียนอ่ะหลัววิซถั่วตอฮะโกโกยัดไปเลยอ่ะตูอันนี้มาลันเจียนนี่ลันเจียนนี่ช้าเลยน้าเล่นหมูเลยบ้างล่ะครับอ๋ออะไรเอาตังค์เงินตะมาจริงๆเลยเยลงยิ้มไม่ตีไล่အာမောင်မေဘင်းရေမောင်မေဒါလည်းကျွန်တော်ကြည့်လိုက်တယ်။လေလောကမျက်မှန်တက်ထားရင်တော့သွားပြီ။မျက်မှန်တက်ထားရင်တော့ဒီနေ့ကိုရပြားလေးပေါ့။အာဆိုတော့ပို့။အာအဲ့လို။အာအဆိုင်ငယ်မောင်နဲ့ language ကိုနည်းနည်းနှစ်ရက်သုံးရက်လောက်လေ့လာလိုက်ရမှာနော်။ဆိုင်ငယ်မောင်နဲ့လူကြီးရှိမှမောင်နဲ့လ ဘယ်ဘက်ကိုခွေးတော့မလို့သူကဇက်ကျက်လက်ကြီးလိုက်တဲ့သဘောပေါက်လိုက်ခွေးတော့မှာအော်ထားပေါ်မှာဒါပဲဟာဟာဟာဘယ်နဲ့ဖြတ်ကြည့်ပြဘယ်ကြက်နဲ့ပါပြအော်အဲ့လိုမျိုး Okay, ဒါတော့ Manly မြို့ရဲ့အတွေ့အကြုံဖြစ်ပါတယ်